ဝိပါကဝကဘာလဲဖေယားနားမလဲလို့မေးလျှောက်တာပါတဲ့ကိလေသာဝတ်ကံမဝတ်ဝိပါကဝတ်ဆိုပြီးဝတ်၃ပါးရှိပါတယ်ကိလေသာဝတ်ဆိုတာကလိုချင်တာကိုပြောတာကံမဝတ်ဆိုတာကလိုချင်တဲ့အတိုင်းပြုလုပ်တာကိုပြောတာပြုလုပ်တော့အကျိုးရတယ်အဲ့ဒီရလာတဲ့အကျိုးကိုပဲဝိပါကဝတ်လို့ပြောတာပါနော်တခါတလေလောကကြီးကိုစိတ်ကုန်မိတယ်ဘယ်လိုလုပ်ရမလဲဖေယားတဲ့ ဘာကြောင့်စိတ်ကုန်တာလဲအမားတစ်ခုကိုကျူးလွန်ထားမိလို့အဲ့ဒီအမားကမိမိကိုစိုးကျိုးပေးနေတဲ့အတွက်ကြောင့်ဒီအမားကနေလွန်မြောက်ချင်တာနဲ့လက်ရှိဘဝကနေလွန်မြောက်ချင်လို့လောကကြီးကိုစိတ်ကုန်တာလားဒါမှမဟုတ်တကယ်ဘဝရဲ့ဆင်းရဲဒုက္ခအမှန်ကို မြင်တွေ့တဲ့အတွက်ကြောင့်တန်ဝေကညံဖြစ်လို့လောကကြီးကိုစိတ်ကုန်တာလားအမားတစ်ခုကိုလှုပ်ထားမိလို့အမားကစိုးကျိုးပေးနေလို့ဒီဒုက္ခကနေလွန်မြောက်ချင်တာပါဆိုရင်တော့ နောက်ထပ်အမားကိုမလုပ်ဖို့ပဲရှိပါတယ်နော်အဲ့ဒီလိုမှမဟုတ်ပဲနဲ့တကယ်ဘဝရဲ့ဆင်းရဲဒုက္ခအမှန်ကိုမြင်တွေ့လို့တန်ဝေကဉာဏ်ဖြစ်ပြီးတော့လောကကြီးကိုစိတ်ကုန်တယ်ဆိုရင်တော့တကယ်ဆင်းရဲဒုက္ခကလွတ်မြောက်ခြင်းတယ်ဆိုရင်ဝိပဿနာတတိပ္ပံတရားကိုအားထုတ်ပါဝိပဿနာတတိပ္ပံတရားကိုအားထုတ်မှသာလျှင်ပဲတကယ်ဘဝရဲ့ဆင်းရဲဒုက္ခကနေလွတ်မြောက်ပါလိမ့်မယ်နော်